ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့ကုလားဆိုးရေးရေးသားတဲ့မင်းအောင်လှိုင်ရဲ့ကျိုင်းတုံရေရီယာနဲ့လာရှုအနေအထားဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ကနိုင်ငံတွင်းမိသို့သော ပြဿနာကြီးငယ်နဲ့ကြုံရစီကမူ၎င်းတို့အကျိုးရှိမည်ဆိုကပြည်ရင်းပြည်ပသွားခြင်းရာသွားရသူဖြစ်ပါတယ်။ထို့ထဲမှာအချိန်မောင်းများစွာသွားရောက်ခဲ့တာကကျိုင်းတုံအဖြစ် တိတာစွာထွက်ပေါ်လာခဲ့ပါတယ်။တောရတဲ့တခုတီးသောအကြောင်းရင်းကလည်းရေရာခြေဖို့ပဲဖြစ်ပါတယ်။ပြည်သူများ၎င်းပေါ်ချစ်ခင်လေးစားမှုရှိလာအောင်ကြံဆောင်ဖို့ခေါင်းထဲမှာမရှိတနတ်နဲ့ရေရာကောင်းကောင်းရှိရင်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ယုံကြည်တဲ့အထိမိုက်တွင်းတဲ့သူတူလည်းဖြစ်ပါတယ်။ရှည်တဲ့စခန်းများသို့သာမရောက်ရှိမီမရောက်ရှိရမယ်ရေရာခြေဖို့ကတော့မပြတ်မကွက်တွားသူဖြစ်ပါတယ်။ နောက်ဆုံးခရီးမှာတော့မင်းမြောက်တစား၅ပါးမှာတပါးအပါဝင် ဖြစ်တဲ့လောကတရဖူဖျားမှာဌာပနာထားရှိဖို့တရဖူကြီးကိုလှူဒန်းသွားခဲ့ပြီးဖြစ်တယ်လို့အေယာဝရီသတင်းမှာရေးသားလာခဲ့ပါတယ်။၎င်းယေရီယာချီရင်မှာဆဆရရသွန်သင်ညွန်ပြနေတဲ့ဝစီဘိတ်ကိုတော်လဲပါတယ်လို့သိရပါတယ်။ ဝစီဘိတ်ကိုတော့အာနာသိမ့်မှုကိုစန့်ကျင်ဆန္ဒပြနေတဲ့ပြည်သူများကို ရေရရာခြေတဲ့အနေနဲ့ခေါင်းကိုတက်တက်ပြည့်ရန်ညွန်ကြားသူအဖြစ် လူသိများပါတယ်အကျန်းဖတ်သမားမင်းအောင်လှရဒီဇင်ဘာလမှာရွေးကောက်ပွဲလှုပ်ဖို့ရှိနေလို့ထိုရွေးကောက်ပွဲအားလူမှုအတိမတ်ပြုသည်မပြုသည်အပထားပြည်ပကအတိမတ်ပြုဖို့အရေးကြီးနေပါတယ်အာဆီယံစည်းဝေးလာခေါင်းဆောင်များကစင်မော်တက် လက်ချင်းချိတ်နေချိန်မှာအကျန်းဖက်သမားမင်းအောင်လိုင်က၎င်းတို့ကကျိုင်းတုံမှနေပြီးရေရာနဲ့တိုက်နေသည်ကိုသိဟန် မတူပါဘူးနန်းတရန်ရည်ရွယ်ပြီးတတဖူကြီးကိုလှူဒန်းခြင်းလည်းဖြစ်လို့ရွေးကောက်ပွဲပြီးမှတမရဖြစ်ဖို့ရည်ရွယ်နေခြင်း ဖြစ်တာက ထင်ရှားနေပါလေတမရဖြစ်ဖို့ကရွေးကောက်ပွဲလုံနိုင်ဖို့သာအရေးကြီးပါလေကျန်တာဘာတစ်ခုမှစိုးရိမ်စရာမလို၎င်းအားပံ့ပိုးပေးကြမဲ့သူများကလည်း ပါတီများ ထောက်ငါအရန်သင့်ဖြစ်နေကြပါတယ်မဲမလာထဲ့မာကိုလည်းမပူရမျက်လုံးတောက်ထောက်စောင့်ကြည့်နေကြတဲ့စိန်မူယာယီမူများရှိမှမိသူသည်မဲမထဲ့ရဲပဲနေမိနီစင်ကာပူလိုမဲမထဲ့ပဲနေ၍မရဟုပင် ဥပဒေထုတ်ကောင်းထုတ်လာနိုင်ပါ रे ၎င်းကိုပံပိုးပေးဖို့မဟုတ်ပဲစင်ဖမ်းမယ်

တစ်ခုသာရှိနေပါတယ်။ယင်းက၎င်းထိန်းချုပ်ထားတဲ့နယ်မြေများတော်လန်ရေးအဖွဲ့များကြောင့်ထပ်ပြီးကြုံမသွားဖို့သာအရေးကြီးနေပါတယ်။ယခုပင်အာဆီယံကရာဂိုင်နှုန်းအငငယ်လောက်မဲလာထက်မဲ့ရွေးကောက်ပွဲမျိုးဟာအတိတ်ပဲမရှိလို့ထုတ်ဖော်ပြောဆိုလာပြီးဖြစ်ပါတယ်။နိုင်ငံနဲ့တွန်းလှန်ဆန့်ကျင်မှုများနဲ့ရင်ဆိုင်လာရပြီးအရင်းနှီးလာရချိန်မှာတစ်ဖက်ကတိုက်လေရင်များစေလုခါတတ်ဖြတ်ရင်း တဖက်ကလည်းဖျားပထူးများအားဗိတ်သိက်တင်ပွဲများလောက်ခါလုတ်များနေသူ ဖြစ်ပါတယ်။၎င်းလက်ထက်မှာတိုင်းပြည်အားရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဘဝကွက်တီကြရောက်လာခဲ့ရပါတယ်။ပွင့်ဖြူမြို့နယ်အတွင်းရှိကြေးရွာငယ်လေးရဲ့ဖျားမသည် မော်စကိုထိပင် ခြေဆန့်ကအောင်ပြီးအောင်ပြီးအောင်ပြီးလို့ကြွေးကြော်ရဲသူဖြစ်ပါတယ်။ကျမ်းဖတ်သမားမင်းအောင်လျံရေရံများက၎င်းအားကဲတင်နိုင်ခြင်းမရှိပဲ စိတ်ဆင်းရဲကိုဆင်းရဲကြီးစွာနဲ့လင်းနေလုံးလုံးနေလာခဲ့ရတဲ့ဖြစ်ဟာတက်သည့်ခံနေပါတယ်၂020ယူကောက်ပွဲမတိုင်မီကလည်းပဲခူးရှိထီလိုမင်းလိုဖျားမှာထီတော်တင်ပြီးရေရရာခြေခဲ့ပေမဲ့အောင်မြင်ခြင်းမရှိတဲ့တိုင်းပြည်ပြက်ကြီးကိုဓာတ်တပြပြနဲ့အုတ်ချုပ်နေရယုံများမကနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဝရမ်းပြေးဘဝရောက်ရအောင်မှလည်းဖြစ်ပါတယ် ရုတ်ထူးတန်တမန်တိတ်ရှိချွန်းအားအေဘယ်22ရက်နေ့ MND မှလာရှိုးအားစစ်တပ်သို့ပြန်ခီးပြန်ပေးခဲ့မှုကိုကြီးကြပ်ပေးခဲ့သည်မှအပယနေ့ထိအပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးယုံကိုဖွင့်လှစ်ယုံထိုင်ခြင်းမရှိသေးလို့သိရပါတယ်အဝေးမှသာနှစ်ဖက်စလုံးအားစစ်ရေးအရာ ထိတွေ့မှုမရှိဖို့ညွှန်ကြားနေပါတယ်ရင်းအားစစ်အုပ်စုပေါ်ယုံကြည်ခြင်းမရှိသေးသောကြောင့်လို့ MND နဲ့နှီးဆက်တဲ့ သတင်းရက်ွက်တစ်ခုက AR ကိုပြောပြခဲ့ပါတယ်။ယခုထိလဲရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်မတီထောင်နိုင်သေးပဲလာရှုတက္ကသိုလ်ဝင်းအတွင်းနဲ့မြို့ရဲရှိတက်စခန်းများတွင်သာတက်ဆွဲထားစေဖြစ်ပါတယ်။ MND ကလည်း၎င်းတို့ရဲ့ဆက်သွယ်ရေးယုံမဖွင့်နိုင်သေးပဲမျိုးစုံရှိဟိုပိတ်ရွာတွင်သာအုတ်ချုပ်ရေးယုံဖွင့်ထားပါတယ် မြို့ထဲမှာလည်းလူရဲဓမြတိုက်မှုများကရဲစခန်းအနီးပါမကြံဖြစ်ပွားနေပြီးဓာကျိုးခိုးသူများသာဖမ်းဆီးခံရပါတယ်။ညပတ်များမှာလည်းအပြင်မထွက်ရကြလို့၆ကပ်နေတယ်လို့သိရပါတယ်။စစ်တပ်အတွက်လည်းစီးပွားရေးရတွက်ချေမကိုက်ဖြစ်နေပါတယ်။ယခင်ဒေါ်လာ6ဘီလီယံခန့်ရှိတဲ့နေဆက်ကုန်းသွယ်ရေးဟာ TNL မှနောင်ချူကြောင်မဲတီဘောတို့ဟာတိမ့်ပိုက်ထားခြင်းကြောင့်ရက်တန့်နေပြီဖြစ်ပါတယ် နောက်ထပ်ရရှိတဲ့ writer သတင်းရဘင်္ဂလားဒေ့ရှ်အစိုးရမှ ရန်ကုန်ရှိ၎င်းတို့ရဲ့တန်အမတ်ကြီးအားချက်ချင်းပြန်လာရန်စစ်ခေါ်လိုက်ပြီလို့သိရပါတယ်။ပြီးခဲ့တဲ့အပတ်အတွင်းအရခတက်တော်နဲ့ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကထုတ်ဖော်ပြောဆိုပြီးနောက်နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာနေပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချ 哦呀妈！Oh,